ားနေစဉ်လေပြင်းမှတူကြပြီပေါ့ကွာဆိုတဲ့စကားပုံရကြားနေစဉ်တိုင်ရင်ဘဲကောင်းနိုင်မလဲစင်တွေမှာကြီမားတဲ့ခွန်အားရှိသလိုကြားတွေမှာလည်းလင်းမြန်တွက်လက်ပြီးတီးကြတဲ့ခွန်အုံနိုင်စွာရှိပါတယ်ဒါပေမဲ့တကယ်တော့ရိုင်းမှာဆိုရင်ကြားဟာကြားမှတန်စွာနဲ့စင်အကြီးကြီးတကောင်ကိုတိုက်ခိုက်ဖို့ဘဲတော့မှမကြိုးစားပါဘူးအဓိကအကြောင်းရင်းကတော့ကြီးမားတဲ့အရွယ်အစားနဲ့ခွန်အားကွာခြားကြကြဖြစ်ပါတယ်ရေးဘူးရအဖြစ်ပြောရမယ်ဆိုရင် စင်ကနိုင်ဖို့အခွင့်အလမ်းအများကြီးပေါ်များပါတယ်။စင်ရဲ့အလေးချိန်ဟာပေါင်တောင်းကျော်ရှိပြီးကြားရဲ့အလေးချိန်ဟာပေါင်600ဝန်းကျင်သာရှိတာကြောင့်စင်တကောင်ဟာကြားတကောင်ထက်အလေးချိန်အစပေါင်းများစွာပေါ်များနေပါတယ်။ဒီလိုကြီးမားတဲ့ထူးတွေဟာကြားရဲ့လိမ့်မဲ့မှုညာခွန်အားကိုအနိုင်ယူနိုင်ဖို့အကြီးမားဆုံးကာကွယ်ရေးစနစ်ပါပဲ။စင်မအဆွဲတွေရှိပြီးအဲ့ဒီအဆွဲတွေကိုအလွယ်တကူထိုးပေါက်တဲ့လက်နက်အဖြစ်အသုံးပြုနိုင်ပါတယ်။ ဒါအပြင်စင်ရက်ထူတဲ့တဲ့အည်ဖျားကကြားရဲ့ခြေသေးဒါမှမဟုတ်ကိုက်ချက်တွေကိုခံနိုင်စွမ်းရှိပါတယ်။ကြားကစင်ရက်ကိုပေါ်ခုံးတက်နိုင်ရင်တောင် စင်ကလှုပ်ခါခြာနိုင်ပြီးမြေပြင်ပေါ်ကျတဲ့အခါကြီးမားတဲ့ခြေောက်တွေနဲ့နင်းချနိုင်ပါတယ်။ဒီလိုနင်းချခံရပါကကြားအတွက်ချက်ချင်းတည်စေနိုင်တဲ့အထိစင်တွေမှာအင်အားရှိပါတယ်။ဒီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်ကြားနဲ့စင်တိုက်ခိုက်မှုဟာ ျမ်းမာပြီးအရွယ်ရောက်ပြီးသားစင်တကောင်နဲ့ကြားတကောင်သေးရဲ့တိုက်ပွဲဆိုရင်စင်ကပဲအနိုင်ရမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါပဲ။နောက်နေ့ရီမှာလည်းအခုလိုတရီဆန်လီရီအကြောင်းတင်ဆက်ပေးနေမှာဖြစ်လို့စိတ်ဝင်စားတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and follow လုပ်ခဲ့ကြပါဦးမြ။